အချိန်ရှိခိုင်လုံလာဆိုင်ပါလို့ရှင်းလူကြီးတွေဆုံးမတဲ့စကားဟာအလကားမဟုတ်ဘူးအချိန်ရှိတော့အရွယ်ရှိတော့လှုပ်တင်လှုပ်ထိုက်တဲ့အလုပ်တွေကိုမလုပ်ဘူးသူများအောင်မြင်တာမြမထပြီးအောင်မြင်ခြင်းလို့ထလုပ်လို့ရတော့မရဘူးဗျာနော်ခြေတော့ခြင်းမှာရေတွင်းတွင်းရင်ငတ်ပြေးသိမှာပေါ့ကြိုတင်ပြီးတူးထားမှာရတယ် ဦးဇင်းတို့ဘုရားလက်ထက်တော်မှာဒါနဲ့ပတ်သက်ပြီးဝတ်ထုလေးတစ်ခုဦးဇင်းပြောပြ။အာဝတိပြည်မှာငွေချင်း၃ချက်အယောက်30ဟာဘုရားရှင်ရတရားတော်တွေကနာကြပြီးသူတို့ကတရားတရားတွေဖြစ်ကြ။တရားတရားဖြစ်တော့ယဟောဝေယဟောဝေပြတော့အရာသူတို့သူတို့ရဲ့အနည်းနေဆရာဥပ္ပဇေတွေထာမှာ ဘာဝပလုံးနေပြီးတော့ဝိနည်းတရားတွေကျွမ်းကျင်အောင်သင်အာရဝယကမရတခုသင်အနုမောရဏသုံးဘောကိုသင်ဧဒီလောအောင်တည်ရတယ်နော်အဲ့ဒါလို့သင်ပြီးတဲ့နောက်မှာတော်တဲ့ကိုသွားပြီးတရားသွားအထုတ်ကြတော့အတွင်းကအဲ့ဒါသွားအထုတ်တော့သူတို့330တဲ့ကကုတုံပိကပုတ်တကုတုံပိကပုတ်ပုတ်တိတ်တ လို့ခေါ်တဲ့မထေရတပါးဟာအမတန်ပြင်းတယ်သူဟာအာမရချင်နေသားလို့နေစင်တယ်ဘာမှကြိုးကြစားစားလို့မလုပ်ချင်မလုပ်ချင်ဒါနဲ့ဟိုကော်လေးသူတင်ငါချင်းလိုက်ပို့ပြီးတော့သူတောင်းထည်ဇေရုံအကြောင်းပဲပြန်လာတယ်သူတင်ငါချင်းနဲ့ရတော်တဲ့ဆက်သွားပြီးတရားတွေအားထုတ်လိုက်တာဝါဒင်သုံးလပ်ပဲအားထုတ်တာဒါခါတဲ့အတိအတိတရားထုတ်တရားမြတ်တွေရတယ် ဘာကြတော့ပြန်လာကြရဲ့ဘုရားစီလာပြီးတော့ရှောက်တယ်မြတ်စွာဘုရားတပည့်တော်ဒီတရားရခဲ့ပါတယ်ဒီတရားရခဲ့ပါတယ်ဘုရားကချင်းမွန်စကားတွေပြောအဲ့ဒါကိုအကြောင်းပြန်လာတဲ့ဘုရားတော်မှာပြင်းလို့အကြောင်းပြန်လာတဲ့အဲ့ဒီကုတုံမိတာပုဒ္ဒတိတ်တာကကြားပြီးတော့ငါလည်းဘုရားချင်းမွန်ခံရအောင်လုပ်မယ်သူများချင်းမွန်ခံရတာမြင်မှသူများရဲ့အောင်မြင်မှုတွေကိုဘုရားရှင်ကအတိမတ်ပြီးချင်းမွန်တာကိုမြင်မှသူကအဲ့ဒီကြမ်းမှာချင်းမွန်ခံနေတဲ့အောင်မြင်ခြင်းအဲ့ဒါနဲ့ သူများတော့အစဉ်တစိုက်အများအထုတ်တာမဟုတ်ဘဲနဲ့တခါတည်းသူကမအိဖက်နဲ့လမ်းလျှောက်ပြီးတော့တညာလို့တရားအထုတ်တယ်အဲ့ဒါညာဥပိုင်းမှာလဲပြီးအိတ်ငတ်ပြီးတော့လဲတာပေါင်ရိုးကျိုးသွားတယ်။ဟောပေါင်ရိုးကျိုးသွားတာ။ပေါင်ရိုးကျိုးသွားတာ ਨੇ သူ့ပြုစုနေရတာပေါ့။သူ့တငယ်ချင်းဆိုတော့အဲ့ဒါသူတို့နောက်တည့်ရပြန်ဖို့ရ။ဘုရားစီတည့်ရ အရှင်တရားညနေကဘုရားစီရှောက်တာတပြည့်တော့ပြန်ဖို့ရပါဘုရားမနှပ်ဘငါဟောမပြန်ပြတ်တော့နောက်တည့်ဘုရားစီထက်ရညာတို့သင်တို့ပြန်မလို့ဆိုဘာလို့မပြန်ဖြစ်တယ်လဲညစွာဘုရားတပြည့်တော့မနေ့ကဒီကနေ့ပြန်ဖို့ပါပဲတပြည့်တော့မိတ်ဆွေတငယ်ချင်းအဲ့ကုတုံမိတာပုဒ္ဒါတိတ်တာမတ်ထေဟာညကတရားအားထုတ်လိုက်တာပေါင်ယိုးကျိုးသွားလို့အင်းငတ်ပြီးတော့လဲတာပေါင်ယိုးကျိုးသွားလို့အဲ့ဒါမပန်းမပြန်ဖြစ်ပါဘူးလို့ဘုရားဆောက်အားနဲ့မြတ်စွာဘုရားက ဒီဝရဏဇတ်ကိုဟောတာပေါ့ထားလိုက်ပါတော့ဒီဇလန်းလေးတဲ့မှာဥစ္စံတော့ဒီအဖြစ်ပြက်လေးတဲ့မှာအဲ့ဒါသူများအောင်မြင်တာမြင်ပြီဆိုမှအရေးတကြီးနော်ရေငတ်မှရေတောက်ချင်မှရေတွင်တူးတဲ့လူလိုဥစ္စံတော့အညာရဒပြောသလိုခရိုင်ရဲ့ဥပမာတော့ဥစ္စံမပြောတော့ပါဘူးနော်အဲ့ဒါလိုထားလို့လို့ချင်းလိုအပ်တဲ့အောင်မြင်မှုလည်းပဲ ကိုရစင်အောင်မြင်မှုလည်းပဲမရနိုင်သလိုမအောင်မြင်နိုင်သလိုကိုတလည်းချမ်းမာရေးထိခိုက်တာတို့အစရှိတဲ့ကိုကျိုးစည်းဝါးတွေတော့ဆော့ရုပ်ပြီးတော့သွားနေတယ်။ေကုတော်မိတာဗုဒ္ဓဒိဋ္ဌမထေဟာငကိုအစကသူငယ်စဉ်နဲ့အာထုတ်တဲ့အရှင်တော်နဲ့လိုက်သွားပြီးအာထုတ်ခဲ့မယ်ဆိုလို့ရှိရင်အမှန်တော့တရားရပါလေ။အဲ့တော့ငါတို့လိုက်မသွားဘဲနဲ့ အချိန်နဲ့ချင်းသူများလောက်တဲ့အချိန်တော့မလောက်ခဲ့ဘူးသူများအောင်မြင်ခြင်းအောင်မြင်တယ်ဆိုမှသူကထအောင်မြင်တယ်သူများတရားရခြင်းနဲ့ဆိုမှစတဲ့သူများတရားရတယ်ဆိုမှသူကထပြီးတရားရခြင်းတော့အကြီးတကြီးလောက်တော့သူလိုခြင်းနဲ့တရားလည်းမရတယ်တော့သူ့ခန္ဓာကိုယ်မှာဒဏ်ရအနာရယခြေကျိုးရသွားတာပေါ့နော်တရားမရခြေကျိုးရဖြစ်သွားတာပေါ့ဒီနေ့ခေတ်လုံငယ်လေးတွေအရာတရိထားနော်ကိုကရောကျက်ရှိအောင်မြင်တဲ့သူကြိုတင်ပြင်ဆင်မှုတွေအားထုတ်မှုတွေအချင်းရှိတုန်းက စ조사မှုတွေလုံအချိန်လုံလုံလောက်လောက်조사အားထုတ်မှုတွေအများကြီးလိုအပ်တာပေါ့အဲ့လိုမောပနာသူများအောင်မြင်ပြီသူများဟာလာပညာရဲ့ရဲ့ပွဲလက်တင့်ဆိုတဲ့အတိုင်းပဲဟာလာထင်ပေါ်လို့စင်တော်ကောက်တယ်ဆိုတာမျိုးတွေဖြစ်ပြီးဆုံးမှဟုတ်ကဲ့လားထင်ပေါ်ပြီးစင်တော့အောက်ခံနေတော့အဲ့ကြမှာထလာလို့ချင်းရင်ငတ်ရင်ငတ်မှာရရင်တူတဲ့သူ့လိုအမျော်မြင်မရှိတဲ့သူ့လိုဖြစ်သွားမယ်အဲ့ဒါနော် ဟလာတရားမရခြေကျိုးရတယ်လို့ဖြစ်သွားမယ်။ကောင်းကျိုးတော့မဖြစ်ဘူး။တို့ကျင်တဲ့အောင်မြင်မှုတော့ရမှာမဟုတ်ဘူး။ကို့မှာပဲဂျမ်းမာရဲ့အဆရှိရာတွေထိခိုက်နစ်နာပြီးတော့ကိုပဲကိုပြီးဒုက္ခရောက်သွားမယ်ပေါ့။ဒါကြောင့်မို့အချင်းရှိတုံးကစူးစမ်းဖို့တွတ်တယ်ပေါ့။